ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်6ပွင့်ဆိုင်တွဲဆောင်ရေးအရေးကြီးအဆိုကိုပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားပါတယ်ရှင်နိုဝင်ဘာလ25ရက်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်ကဥမြင့်ထွန်းကကစ်စနစ်အခြေအနေအချိန်ကာလနဲ့ညီညွတ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေးပြစ်ဆုတ်ပံတဲ့အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရေးအတွက်ခြေနေကောင်းများဖန်တီးလမ်းကင်းပေးနိုင်မှု၆ပွင့်ဆိုင်ဆွေးနွေးဖို့အရေးကြီးဆိုတင်သွင်းခဲ့ပါတယ် အဲ့ဒီအထက်မှာနိုင်ငံတော်သမ္မတကာကွယ်ရေးဦးစီးချုပ်လွတ်တော်ဥက္ကဋ္ဌနှစ်ဦးဒေါက်တာဆန်းစုကြည်နဲ့တိုင်းရင်းသားအစုဖွဲ့တွေကလွတ်တော်ကိုယ်စားလှယ်တဦးတို့ဆွမ်းနိုင်သမျှစောစောတွေ့နိုင်မှုပါဝင်ပါတယ်။ခေါင်းဆောင်တွေခုလိုက်ရပါတော့မယ်။မလို့လို့မဖြစ်တော့ပါဘူး။ပြည်သူတွေတော်တော်များများပြေးကြ၊လွှားကြ၊ရှာကြ၊ဖွေကြ၊ရုံကန်စားတော့ကြနဲ့နေကြရတာလဲမေမက်လာပါပြီ။တိုင်းပြည်ရဲ့ကံကြမ္မာကိုနိုင်ငံသားတွေနဲ့အတူအဆုံးဖြတ် ပေးကြရမှာလည်းဖြစ်ပါတယ်။ပေါ်ကြည့်ဖို့ခြေတော်ဥတွေပြင်ဆင်ဖို့ဆွေးနွေးတဲ့အချိန်မှာဒီတော်စုဘတ်တော်ကိုယ်စားလှယ်ရောမကအဆိုမှကျွန်တော်တင်ပြတဲ့ခေါင်းတော်ကြီး6ဦးတက်ဆုံညှိနှိုင်းအပြေဆောင်ရွက်ဖို့မလွှဲမသွေလိုအပ်နေပါပြီ။ခုနှစ်ကစလို့အနာဂတ်နိုင်ငံရေးအတွက်ကျွန်တော်တင်ပြတဲ့ခေါင်းဆောင်ကြီး6ဦးဟာပြည်တော်စုမပြိုကွဲရေးတရားစီလုံးညီညွတ်မှုမပြိုကွဲရေး အချုပ်အခြားအာဏာတည်ရခိုင်မြဲရေးတို့တွေအမြဲမပြတ်နှိမ့်နိုင်ဆွေးနွေးတိုင်ပင်ကြဖို့မဖြစ်မနေအထူးတလဲလူအပါကြောင်းအရေးကြီးအစိုးတရအနေနဲ့တွတ်တော်ကိုယူသေးလေးစွာစွာတင်သွင်းအပ်ပါれခင်ဗျာဒီဆိုကိုလွတ်တော်ကကန့်ကွက်သူမရှိတဲ့အတွက်အတည်ပြုခဲ့ပါတယ်လေးဝန်းဆိုင်တွဲဆောင်ရေးတောင်းဆိုနေတဲ့ဒေါန်ဆန်းစုကြည်အနေနဲ့လွတ်တော်ကအခုလိုတင်ပြလာတာကိုညံ့ပေးစရာမရှိဘဲတိုးတက်မှုလိုပဲပြောပါတယ်အရင်ကတော့ဒီဒီဟာကိုညံ့ပေးပါဘူးဆိုတော့ ့စနေရတယ်လို့ပြောတယ်တကယ်စစ်မှန်တဲ့ရှင်လေးပဲဖြစ်ပါဘူး။ဟိုဟာအဲဆက်လေးရောက်လို့ကိုကိုလိုလိုကြီးလို့ဆက်ဆက်လုံးလာတာအခုဒီလိုတိတိကျကျပြောရတယ်ပါလို့ဆိုတာဒီပြရတဲ့ကိစ္စတို့တင်ပြီအဘယ်တည်းတည်းဆိုတော့ကိစ္စမှာနှစ်တော့ဘောတူဒီဆွေးနွေးပွဲမှာပါဝင်မဲ့တိုင်းရင်းသားခေါင်းဆောင်အနေနဲ့လွှတ်တော်ထဲမှာရှိနေတဲ့တိုင်းရင်းသားပါတီတွေတဲ့က ပါတီဝင်အင်အားနဲ့လွတ်တော်အမတ်အများဆုံးဖြစ်တဲ့ရှန်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကဦးဆိုင်အိုက်ပေါင်ကိုမျှော်လင့်ထားတယ်လို့တီဘောမဲဆန္ဒနယ်ကဦးရဲထွန်းကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဘူယိုရီကမေးမြန်းတဲ့ကောင်ဆတ်စုကြီးတောင်းဆိုတဲ့လေးဝင်ဆိုင်ဆွေးနွေးရေးနဲ့ပတ်သက်လို့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကဖြေဆိုရမှာတော့လေးဝင်ဆိုင်ကကြင်မြောင်းတယ်လို့ပြောဆိုထားပါတယ်ကျွန်တော်နေပြောဝင်မှာ။